သတိပေးစာနှစ်ကြိမ်ပေးထားပေမဲ့နေရာဖယ်မပေးဘူးဆိုပြီးတော့ရန်ကုန်မြို့တလိပ်ဆိုင်ဝန်အနီးကတက်တော်ဦးစီးဌာနပိုင်းနေနေရာမှာဖွင့်လှစ်ထားတဲ့ Monster စားတော့ဆိုင်ကိုဥပဒေနဲ့အညီအင်အားသုံးဖယ်ရှားခဲ့ရတယ်လို့ရန်ကုန်တိုင်းဒေသကြီးတက်တော်ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးဦးဝင်းမော်ကမေဆီမာကိုပြောပါတယ်။ခင်ဗျာကျွန်တော်တို့ကဟိုပါပေါ့နော်လွန်ခဲ့တဲ့၄နှစ်နဲ့တန်းလာတယ်ကျွန်တော်တို့ကဒီဆိုင်နဲ့ပတ်သက်လို့ကျွန်တော်ငားရငောင်းကိုတုံးပြရယူခဲ့တာမရှိတော့ဘူး။ကျွန်တော်တို့ကဟိုသူတို့စတယ်ကကျွန်တော်တို့က တရားဥပဒေနဲ့အညီเนาะဆွေးနွေးဖို့အတွက်ကိုကျွန်တော်တို့ကလွတ်တစ္ဆာတွေကျွန်တော်တို့ဒီကြိမ်နှစ်ကြိမ်ရှိပြီးထုတ်ပြီးထုတ်ပြီးတဲ့ချိန်မှာတို့ကဖယ်ရှားမှုမရှိတဲ့တရားဥပဒေကိုကျွန်တော်တို့ကခုနကျွန်တော်ပြောတဲ့ဥပဒေရကျွန်တော်တို့ကဖယ်ရှားရတာဖြစ်ပါတယ်ဖယ်ရှားမယ်လို့အသိပေးထားတဲ့ဇွန်17ရက်မနက်6:00နာရီတေတောဦးစီးဌာနကဦးဆောင်ပြီးရန်ကုန်တိုင်းရဲတပ်ဖွဲ့မိသက်ချက်ချင်းနေနဲ့အလုတ်သမားစစ်စုပေါင်း280လောက်အင်အားသုံးပြီးတော့ဖယ်ရှားတာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ ်တယ်။လည်းရှိတော့သူတို့ရောက်တာတော့အဲ့ဒီလည်းသူတို့ကားတွေနဲ့ရှိရောက်လာတယ်လို့လည်းအရှိမလူတွေပဲတွေ့တယ်ဆိုတော့ဘုလိုတော့တတိမလားလို့ဘာကျွန်တော်တို့လည်းအေးရတာ။တို့တော့ဘုလိုဆက်တော့ထွက်ဆက်နေတယ်မော်လီစတာစားတော့ဆိုင်ကအလုတ်သမားခံမှန်းကြီး90လောက် စိုင်ပြုံထွက်ခါပေးခဲ့ရတဲ့စိုင်နေရာဖယ်ရှားနေတဲ့အချိန်မှာ စိုင်မန်နေဂျာနဲ့စိုင်ပိုင်ရှင်ဒီအဲ့ဒီစိုင်မှာရှိမနေတော့ဘူးလို့ဝန်ထမ်းတွေကပြောပါတယ်စားတော့ဆိုင်ကို မွန်ပြည်နယ်ပေါင်မြို့နယ်ပြည်သူ့လွတ်တော်အမတ်ဒေါ်မီကွန်ချမ်းရဲ့အမျိုးသားဖြစ်တဲ့ဦးကျော်စုမူငားရန်လောက်ကင်နေတာလည်းဖြစ်ပါတယ်တိုင်းမင်းကြီးနေရတော့ကျွန်တော်တို့ကဒါမင်္ဂလာတောင်ညရဲစခန်းမှာအမှုဖွင့်ထားပါတယ်သူတို့ကလက်ရှိနေထားတော့တင်းချောင်နေတဲ့အနေထားပါเนาะသူတို့ဒီဒီဟိုပါပေါ့เนาะဒီဥစားတင်ဆုံးမှုအဲ့ဥပဒေရသူတို့ကဒါကတော့အမိန့်ကိုမလိုက်နိုင်ဘူးကျွန်တော်တို့ကတရားဥပဒေရနော်နိုတစ်စာကြေညာပေးတယ်အမိန့်ကိုမလိုက်နိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကအဲ့ဥပဒေကိုကျွန်တော်ကဖွင့်ထားပါအဲ့ဒီစာသောက်ဆိုင်ကိုဝန်ကြီးဌာနက2013ခုနှစ် အောက်ကလကစတင်ပြီးအပြီးအပိုင်ဖယ်ရှားပေးဖို့ညွှန်ကြားထားပေမဲ့စိုင်းပြောင်းရွှေ့ဖွင့်လို့လိုအပ်တဲ့အချိန်အတွက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က2018ခုနှစ်အေဗီလာအထိစိုင်းဖွင့်လွှင့်ခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။စုစုပေါင်း15နှစ်လောက်ရောင်းချခဲ့တဲ့မော်နီစတာစားတောက်ဆိုင်ကို2013ခုနှစ်အောက်ကလမှာအစိုးရကတရားဝင်ပြန်လဲဖယ်ရှားခံခဲ့တာလည်းဖြစ်ပါတယ်။ကျွန်တော်စုပြအောင်ပါ။